ာပါရှင်။မေလ22ရက်နေ့ညပိုင်းသတင်းစီစဉ်တွေကိုတင်ဆက်ပေးတော့မှာပါ။ဒီကနေ့သတင်းတွေကတော့ကစုံနာပြည့်ဗုဒ္ဓနေမှာရွှေတဂုံစီတီတော်တွင်ကစုံညောင်ရီသွန်းလောင်းနေသူများနဲ့စီကားလျက်ရှိရဆိုတဲ့သတင်း။နှစ်စဉ်ကစုံနာပြည့်နေတိုင်းကျင်းပမြန်ဖြစ်တဲ့တဝဲမြို့ရှင်ကိုရှင်သမိုင်းဝင်ရှင်မုတ်တီးပြားဝဲဆိုတဲ့သတင်း။ဟင်္ဒရာမြို့နယ်ရှားခိတ်တိုင်းနယ်ပြည်သူစေယုံနယ်ဝန်ထမ်းအင်အားတွေကိုပြင်ဆင်မှုစတင်နေပြီဆိုတဲ့သတင်း။ကစုံနာမြင်းနေမှာဘူတတောင်ဖျားရင်ဖျားဘူးပြည်သူများနဲ့စီကားလျက်ရှိရဆိုတဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါ မြန်မာတက္ကရေ1398ခုနှစ်ခရစ်နှစ်2016ခုနှစ်ရဲ့ကစုံလာပြည့်နေ့မှာတော့ရွှေဒီကုံစီတီတော်မြေကြီးမှာဖျားဘူးလာပြည်သူတွေနဲ့ကစုံညောင်ရီသုံးသူတွေစရုဒီတာကုသိုလ်ပြုလုပ်နေသူတွေနဲ့စီကားနေတာကိုတွေ့ရပါတယ်အဲ့ဒါလည်းပါနေကြတာ။အဲ့ဒါလည်းပါနေကြတာ။ ကစုံလာပြည်နေဟာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့နေတူးနေမြက်ဖြစ်တဲ့အတွက်ညောင်ရီသောလောင်းဖြစ်တာဖြစ်တဲ့အကြောင်းဘုရားဘုသူအချို့ကအခုလိုပြောပါတယ်။အရန်ကိုပီတိဖြစ်ပါတယ်ခေါ့ကျွန်တော်တို့ဘာပဲပြောပြောဗုဒ္ဓဘုရားရှင်ပေါ့နော်။အဲအဲဒီကစုံညောင်ရီသွန်းတဲ့နေ့ဆိုတာကျွန်တော်နေတူးနေမြက်ပါပဲခင်ဗျာနော်။ဟောဗုဒ္ဓကွင့်စင်မှာလဲဒါဘုရားကိုဟိုအမိတဲ့နော်ညောင်မင်းမဗုဒ္ဓညောင်မင်းအဲနော်ဘုရားညောင်နဲ့ကျွန်တော်ပွင့်ပြီးတော့မှအာလူလူလာတဲ့အနေထားမှာကျွန်တော်တို့ရဲ့ ကဘာသူကဘာသားကျွန်တော်မြန်မာနိုင်ငံလူနိုင်ငံသားတွေအေးချမ်းဖို့ပေါ့နော်အခုအချိန်မှာဆိုရင်အရန်ကိုရာသီဥတုတွေဖောက်ပြန်နေဒုက္ခတွေရောက်နေတဲ့အချိန်မှာဒါအေးချမ်းမှုတွေအေးရရှိစေတာပေါ့နော်ဖျားဘူးပြည်သူတွေနဲ့ညောင်ရီသွန်းလောင်းသူတွေအပြင်စတုဒီတာအလှပြုလုပ်နေသူတွေလည်းရှိကြပါတယ်ကြမ်းလေကတော့မပါဘူး တဆုံလာပြင်းဒီမှာမြန်မာနိုင်ငံရဲ့ဒေတာအနက်မှာညောင်ရီသွန်းလောင်းသူတွေကုသိုလ်ပြုလုပ်သူတွေနဲ့ပြည်နေမဲ့ပြင်ရန်ကုန်မြို့ရဲ့ရွှေတဂုံစည်တော်မြက်ကြီးမှာလည်းကုသိုလ်ပြုနေသူတွေညောင်ရီသွန်းလောင်းသူတွေဟာဆိုရင်မိုးရီရွာနေပေမဲ့လည်းစီကားတိုက်မြိတ်စွာကုသိုလ်ယူနေကြတာကိုတွေ့ရပါတယ်တနင်္လာရီတိုင်းဒေသကြီးဒဝဲမြို့မှာရှိတဲ့နှစ်စဉ်ကဆုံလာပြည်နယ်မှာကျင်းပမြန်ဖြစ်တဲ့ရှင်ကိုရှင်သမိုင်းဝင်ရှင်မုတ်တိပြညောင်ရီသွန်းလောင်းပူဇော်ပွဲနဲ့ကျွမ်းမင်းခပ်ပွဲကိုတော့မေလ22ရက်နေ့မှာကျင်းပခဲ့ပါဗျာ။ ရှင်မုတ်တိဖရာကြီးမှာအနေနဲ့အရရက်ကဖရာမှုလာရောက်ကြသူတွေနဲ့အထူးစီကားလျက်ရှိပြီးဖရာဝင်အတွင်းရှိဘောရီညောင်ဝင်ကိုညောင်ရီတော်လာပူဇော်ရာတွေပြုလုပ်လျက်ရှိတဲ့အပြင်ဇက်ပွဲနဲ့စေတမ်းများပါရောက်ချလျက်ရှိတာကိုတွေ့ရပါတယ်ဖျားပွဲကိုလာရောက်ကြသူတွေဟာတစားတစ်တစားပုံမများပြလာတာကြောင့်ဘိတ်တယ်ဝဲအဝေးပြေးနမ်းမိုင်းပေါ်ရှိရှင်မုတ်ထင်းရွာအတွင်းမှာရင်ကျောပိတ်ဆို့မှုအချို့ဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါဗျ။နေ့စဉ်ကျင်းပလေးရှိတဲ့တွင်းမင်းခပ်ပွဲကိုတော့မွန်းလွဲချိန်၃နာရီခန့်ကကျင်းပခဲ့ပါဗျ။ ဒီစာပွဲတနေ့တွင်ရုပ်ရင်းပျက်စီးလာတဲ့ဟင်္ဒရာမျိုးနယ်ကရှားခဲတိုက်နယ်ပြည်သူစေယုံနယ်ဝန်ထမ်းအင်အားတွေကိုအရာနဂါကုမ္ပဏီကပြင်ဆင်မှုစတင်နေပြီလို့သိရပါဗျာ။အရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းကျော်နီကလာရောက်ကြည့်ရှုခဲ့ပြီးတော့စေယုံချင်းတွေကိုတိုင်းစိုးရအဖွဲ့ကိုစစ်ဆေးတင်ပြဖို့ညွှန်ကြားချက်ရာတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နဲ့အဖွဲ့ကစစ်ဆေးမှုတွေရှိလာချိန်မှသာကုမ္ပဏီကအခုလိုဆောင်ရွက်လာတာဖြစ်ပါတယ်။ ကုမ္ပဏီကလာရောက်တွဲဆောင်ဆွေးနွေးမှုရှိလာချိန်မှာစေယုံကြီးချက်ကော်မတီအနေနဲ့အချက်16ချက် ပြုပြင်ပေးဖို့တောင်းဆိုထားတယ်လို့ရှားခဲ့တိုင်းတဲ့စေယုံဆရာဝန်ဒေါက်တာတီတာကအခုလိုပြောပါတယ်၁၈ရက်၅လ2016နေ့မှာတော့အေယာနဂါကုမ္ပဏီကနေပြီးတော့တောင်းရင်ရှိတဲ့ဒီလိုရောက်ရှိလာပြီးတော့ဒီစေယုံကြီးချက်ကော်မတီနဲ့တွဲဆောင်မှာ ဖိတ်ဆုံးပြီးတော့ပြုပြင်ပေးဖို့အတွက်လိုအပ်တဲ့အချက်တွေကိုအသေးစိတ်ညှိနှိုင်းပြီးတော့ဆောင်ရွက်ခဲ့ပါတယ်။အဲလိုစာရတဲ့နေရာမှာစေယုံကော်မတီကနေပြီးတော့ပြုပြင်ပေးဖို့အတွက်ကိုအချက်16ချက်တင်ပြပါတယ်။ဒါကိုကော်မတီကလက်ခံပြီးတော့အများဆုံးပြုပြင်ပေးဖို့အတွက်ကိုလည်းသူတို့ချက်ချင်းသူတို့ဟာ prompt action ယူတဲ့အနေနဲ့လာပြီးတော့သူတို့ဆောင်ရွက်ပေးမယ်။ ုလုပ်ငန်းကိုတော့တို့စပြီးတော့ဟို16ရက်နေ့ညမှာပဲညနေမှာပဲတဲတွေတက်ပြီးမှချပြီးတော့19ရက်နေ့မနေ့မှာပဲလေးပါးလေးခေါ်လာပြီးတော့စပြီးတော့လုပ်ငန်းကိုစတင်ပြီးအမိုးပိုင်းကိုစပြီးစစ်ဆေးပါစစ်ဆေးပြီးတော့အမိုးပိုင်းတွေကိုလည်းဒီဒီအကုန်လုံးခါတော့တော်တော်လေးတော့ဟိုမှစစ်သားပါဘူးဟုတ်ရတဲ့အခါမထက်ပြီးဒီကိုစိတ်နာတော့အိမ်မတွေ့တော့ဘူး။နောက်ဒီရေညောင်းတွေကိုလည်းဆားလို့ပြီးသူတို့ဦးစားပေးပေါ့အရင်ဆားလို့ကမဲ့ဟာဝင်နေရန်နောက်ကရေညောင်းလို့အရင်ဆားလို့ဖို့တွေကိုဦးစားပေးနေတဲ့တည်းနဲ့ဆားပြီးတော့ဆောင်ရွက်နေပါပြီ။ ကုမ္ပဏီဘက်ကပြင်ဆင်မှုတွေစောင့်ရလာပေမဲ့၎င်းတို့ကတော့တိစောက်ထားတဲ့စေယုံနဲ့ဝန်ထမ်းအင်အားအစအဦးတွေရဲ့အရေးသွေးမိမိမိကိုကျွမ်းကျင်ပညာရှင်တွေနဲ့စီစစ်နိုင်ရေးကိုသာဥတီစောင့်ရမယ်လို့ဟင်္ဒရာမြို့နယ်မဲဆန္ဒနယ်အမတ်နဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကိုကိုဦးကအခုလိုပြောပါတယ်။ဒီရှားကစေယုံကိစ္စနဲ့ပတ်သက်လို့အခုကုမ္ပဏီကပြန်လဲပြုပြင်ပေးမယ်လို့တော့ကျွန်တော်တို့အတန်ကြားတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကပြုပြင်ပြန်လာမပြုပြင်တာတဲ့ဒီစေယုံရဲ့အရေးသွေးပိုင်းမိမိမိကိုကျွန်တော်တို့ကအဓိကဥတည်ခြင်းဖြစ်တယ်။ ဲ့တော့ကျွန်တော်တို့ကလည်းဝင်းရုပ်ကလည်းညွှန်ကြတယ်ကျွန်တော်တို့ဒီအချက်လက်ကိုစုဆောင်းပြီးတဲ့ခါကျလို့ရှိရင်တိုင်းတိုင်းအစိုးရဘက်ကိုတင်ပြမယ်ပြည်သူ့လွှတ်တော်ကိုလည်းကျွန်တော်တို့တင်မယ်တင်ပြီးလို့ရှိရင်ဒီရဲ့သူတို့ရဲ့ပညာကျွမ်းကျင်ပညာရှင်တွေနဲ့ကျွန်တော်တို့ဒီစေယုံကိုပြန်လဲစစ်ဆေးမယ်စေယုံတွင်ရေစီးရလာမကောင်းတာအမိုးတွေမိုးယိုနေတာ တက်ဆင်ထားတဲ့မျက်နှာချက်တွေကြန့်ခိုင်မှုမရှိကြနဲ့ဈေးဥနေရန်တွေအက်ကွဲနေတာတွေကိုပြင်ဆင်ပေးဖို့ခွဲစိတ်ကန်တွေရေစည်းရေလာအသုံးပြုမရတဲ့အတွက်ကျမ်းမြင်ကိုလိုအပ်တယ်လို့ပြန်လည်ပြုပြင်ပေးဖို့နဲ့အဖွင့်ပိတ်မကောင်းတဲ့အရေးသွေးမမီတဲ့တကားတွေကိုလဲလှယ်ပေးဖို့ဈေးဥဝင်တွေရေပေးဝေစနစ်ကောင်းမွန်အောင်ပြုပြင်ဆောင်ရွက်ပေးဖို့နဲ့ဈေးဥဝင်တွေတက်ဆင်ထားတဲ့ဓာတ်တိုင်တွေကိုပြောင်းလဲတက်ဆင်ပေးဖို့တွေကိုဈေးဥကြီးကြပ်ရေးကော်မတီကတောင်းဆိုထားတာဖြစ်ပါတယ်။ဒါပြင်ဈေးဥခြံစည်းရိုးအုပ်တိုင်းအက်ကွဲနေတာတွေနဲ့စင်ဝင်အမိုးကြီးစိတ်နေတာတွေကိုပြုပြင်ပေးဖို့ လက်ရှိတန်ရည်စီဟာတန်ကြီးတွေပါတာကြောင့်ကျမကြီးညီညွတ်တဲ့ရည်စီနဲ့ပြောင်းလဲတက်ဆင်ပြီးဘူးဈေးရုံဝန်ထမ်းအင်အားတွေမိုးယူနေတာဝန်ထမ်းအင်အားနောက်ဘက်ရှိအရင်းမြောင်းတွေပြိုကျပျက်စီးနေတာတွေကိုလည်းတောင်းဆိုထားပါတယ်ဆလဘီဝန်ထမ်းအင်အားကမိလာကန်တွေယူစီးပေါက်ထွက်နေတာတွေနဲ့တကားတွေအဖွင့်ပိတ်မကောင်းတာတွေကိုလည်းကုမ္ပဏီကပြုပြင်ပေးဖို့အတွက်စေယုံကြီးကြပ်ရေးကော်မတီကတောင်းဆိုထားတယ်လို့သိရပါဗျာ။ ကဆုံလာပြည်နေမှာမြမပြည်အနက်ဖျားစီဒီများတွင်ဖျားဘူးပြည်သူများနဲ့စီကားများပြခဲ့တယ်လို့ရန်ကုန်မြို့မှာရှိတဲ့ဘုဒ္ဓထောင်ဖျားမှာလည်းဖျားဘူးတွေနဲ့စီကားများပြခဲ့တယ်လို့သိရပါဗယ်မေလ21ရက်နေ့မှာကြာရောက်တဲ့ကဆုံလာပြည်ဗုဒ္ဓနေမှာဖျားစီဒီများတွင်ကဆုံညောင်ရဲတွန်းသူအများပြားနဲ့စီကားနေတာဖြစ်ပါတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့11ရုပ်တန်ရဲ့သတင်းတောက်ဈေးရှိုင်းဖို့ကသတင်းပေးပို့ထားပါဗျ။ ခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့ဗိုလ်တော်ဖျောင်းမှာဖျားဘူးပြည်သူများနဲ့အလွန်စီကမြက်ပတ်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဒီနေ့ဟာဗိုလ်တော်ဘာသာဝင်တွေနေတွေ့နေပဲဖြစ်တယ်။တဆုံလာပြီးဗိုလ်တော်နေဖြစ်တာနဲ့အညီဖျားပေါ်မှာအစုံရောင်ရဲသူတို့များပြားနဲ့အစုရိစာကျွေးမှုတို့များပြားကိုလည်းတွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျာ။ကဆုံလာပြီးနေမှာညောင်ရင်လာရောက်သွန်လောင်းသူတို့ကလည်းအခုလိုပြောပါတယ်။ကဆုံလာပြီနေပေါ့နော်ဒီမှာလူမျိုးတွေရဲ့နေလူနေမြတရားဆိုတော့အဲကဆုံလာလာတူတာပါဟုတ်ကဲ့ဟုတ်ကဲ့မြတ်စွာဘုရားရဲ့ ပေါ့နော်။တကယ်ဟိုမြန်မာလူမျိုးတွေတနည်းနည်းပဲတရားဆိုတော့လည်းတဆုံလာပြင်းနေမှာဖျားစေတီများမှာစတုရိတာကျွေးမွေးမှုများလည်းရှိခဲ့ပြီးတော့စတုရိတာဒါနပြုသူတို့ကလည်းအလှဒါနပြုမှုနဲ့ပတ်သက်ပြီးအခုလိုပြောပါဗျာ။ဒီကစုံလာရရတော့ဒါမစ်စင်တိုင်းအများအမ်းသူကပြင်နေကြဆိုတော့ကျမတို့ကလည်းကာဟောင်းဝန်တာပါပဲကိုယ့်ရဲ့လောကအာဒါနာပေါ့မြတ်စွာဘုရားရဲ့ ကွာမြင်တာကိုကွာပွင့်ဟောဆံတော့เนาะအဲ့တော့ဒီအချိန်မှာကျမတို့ကဒေါင်ရီမန်းပြီးတော့ရသဗျာဒီအချိန်မှာကွာမြင်ပါလားဒီအချိန်မှာသူကပွင့်ပါလားပေါ့เนาะအဲ့ဒါကိုရီမန်းပြီးကျမတို့ဒေါင်ရီသုံးနေတော့ဒီမှာကုသိုလ်လေးလောကပြရတယ်ပေါ့ကျမတို့ကအတိုင်းတဲ့အလုပ်ပေါ့เนาะဟောတာလားဆောင်လာပြည်နေမှာရန်ကုန်မြို့အနက်မှာရှိတဲ့တကူကြီးပြားများတွင်ဖျားဘူးပြည်သူများနဲ့စီကားလျက်ရှိပါတယ်